မပြောချင်တာ NUG ကဟိုဒီ9နှစ်ဆိုတော့မတိုက်ဖ ೇನೆ နေခဲ့တဲ့ရက်တရက်မှမရှိဘူးလို့ပဲကျွန်မတော့ပြန်ပြီးတော့ပေါ့နော်ဟိုပြန်ဖြည့်ချင်ပါတယ်အော်ပါမဆူကတော့တလောကမလေးရှားမှာကျင်းပတဲ့မြန်မာဒီမိုကရေစီအရာစုတွေနဲ့ဒီကျွန်တော်မလေးရှားအာဆီယံဥက္ကဋ္ဌတာဝန်ယူလာတဲ့မလေးရှားဆွေးနွေးပွဲအကြောင်းပေါ့အဲ့ဒီအကြောင်းအရင်ပါတယ်ထူလဲပေါ့အဲ့ဒီအကြောင်းအရင်ဆုပ်ပြပြပေးပါဗျအဲထူးကြတာကတော့ဒီစကစကလုံးမဲ့ရွေးကောက်ပွဲ အပေါ်မှာ အဲကျမတို့တွေဘယ်လိုသဘောထားကြလဲဘယ်လိုသဘောအမြင်ရှိကြတယ်လဲပေါ့နော်ဆိုတဲ့အချက်ထည့်သွင်းဆွေးနွေးခဲ့တာဖြစ်ပါတယ်ဆိုတော့အဲ့တော့ဒီသဘောထားတွေကိုပါကျမတို့စူးစီးပြီးတော့လာမဲ့အဲအခုဒီလရဲမှာပဲပြုလုပ်မယ်ပေါ့နော်အာဆီယံထိပ်သီးအစည်းအဝေးမှာဆွေးနွေးနိုင်ဖို့လို့ပေါ့လေဒီအဲကျမတို့ဒီတွန်လိုင်းအင်အားစုတွေရဲ့အတန်ကိုစူးစီးနိုင်ခဲ့တာဖြစ်ပါတယ်အဲ့ဒီထူကြချက်လို့ပဲအဲပြောချင်ပါတယ်ဟုတ်ဟိုနှစ်ပိုင်းပြောပါဘောနော်ကျွန်တော်တွန်လိုင်းအင်အားစုတွေချင်းချင်းဆွေးနွေးလာရဲ့ပြီးတော့ အာဆီယံတောင်မှာရှိနေတဲ့ဆွေးနွေးအဲ့လိုအဲ့လိုပြောလို့ရတယ်ဟုတ်ကဲ့သူနဲ့ဆွေးနွေးတာကတော့သူကတော့အဓိကသူ့ရဲ့ဒီ envoy ရဲ့အလုပ်ကိုသူတို့ရှင်းပြတယ်အာဆီယံဥက္ကဋ္ဌရဲ့ mandate ကဘာတွေရှိလဲဆိုတာကိုရှင်းပြတယ်ပေါ့နော်ရှင်းပြပြီးတဲ့ခါကျရင်တော့ဆွေးနွေးတဲ့အခါမှာတော့ဒါကျွန်တော်တို့အချင်းချင်းကြီးပဲဆွေးနွေးကြတာဖြစ်တယ်ဒီသဘောထားတွေပေါ်မှာကျွန်တော်တို့ဘယ်လိုချင်းကပ်ကြမလဲအဲဘယ်လိုမျိုးအဲ positioning ယူကြမလဲပေါ့နော်ဆိုတော့အဲ့အရာတွေဆွေးနွေးပြီးတဲ့ခါကျတော့မှာ ဒါပြီးတဲ့ခါကြတော့မှကျမတို့ထင်မှာသဘောတူညီချက်ရပြီဆိုတဲ့ခါကြတော့မှဒီဟာကိုကျမတို့ဥက္ကဋ္ဌစီကိုအာဆီယံဥက္ကဋ္ဌစီကိုဒါကျမတို့ရဲ့သဘောထားဖြစ်တယ်အဲအာဆီယံနေအာဆီယံကို တောင်းဆိုချင်တာ ਈ ပေါ့နော်အဲဒါတွေကိုကျမတို့ပြောဆိုဆွေးနွေးခဲ့တာဖြစ်ပါတယ်ဟုတ်ကျတော့အခုအာဆီယံ KPC မှာတို့တင်ပြအောင်ပေါ့အခုဟိုဘယ်လိုပြောလို့ရမလဲကျွန်တော်အခုကတော့ကျွန်တော်ဖေးတောင်းဆိုတော့ပေါ့လေမလေးရှားကအခုလိလသူတော့မလှုပ်ဘူးလို့ကျွန်တော်ကြားရတယ်ဆိုတော့အာဆီယံသဘောထားကအခုရွက်ကောက်ကလည်းလက်မခံဘူးကျွန်တော်တော့တောင်းဆိုရပေါ့အာဆီယံသဘောထားက ဘယ်လိုရှိလဲပြောလဲလက်ခံလားလက်မခံဘူးလားအဲအာဆီယံရဲ့သဘောထားလို့ပြောဖို့ဆိုရင်တော့အာသူတို့အခုလာမဲ့အထက်သီးစည်းဝေးမှာဆွေးနွေးကြမှာပေါ့နော်ဆွေးနွေးကြမှာဆိုတော့ဒါကြောင့်ကျမတို့တွေကဒီအာဆီယံဘုံသဘောတူညီချက်နဲ့ကန့်ညီမှုမရှိဘူးဆိုတာကိုကျမတို့ကထောက်ပြခဲ့တာဖြစ်တယ်ပေါ့နော်နောက်ပြီးတော့ ASEAN 5 point consensus ASEAN ဘုံသဘောတူညီရဲ့၅ချက်ထဲမှာလည်းပါတဲ့ကိစ္စမဟုတ်ဘူးအခုစကားစအလုံးမဲ့ရွေးကောက်ပွဲရပေါ့နော်အဲ့တော့အဲ့ဒီဟာ တွေကိုဟိုမထင်မှတ်မြင်ပြုပြီးတော့သူလုံးချင်ရသူလုံးနေတဲ့ကိစ္စကိုအာဆီယံကခွင့်ပြုမယ်ဒါမှမဟုတ်ရင်လိုက်လျောမယ်ဒါမှမဟုတ်လည်းလေလာသူတွေဘာတွေလုပ်ပြီးတော့ပူးပေါင်းဆောင်ရွက်မယ်ဆိုလို့ရှိရင်တော့အာဆီယံရဲ့အခန့်ကဏ္ဍကမြန်မာနိုင်ငံလိုပေါ့လေဒေတာတွဲမှာအလက်နဲ့နဲ့အုပ်အုပ်ဆိုးလို့တဲ့သူတွေရဲ့နောက်ကိုပဲကောက်ကောက်ပါအောင်လိုက်ရတဲ့သဘောမျိုးဖြစ်ပြီးတော့အာဆီယံအဖွဲ့အစည်းရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီအချက်တွေကိုကျမတို့အခြေခံပြီးဆွေးနွေးကြတာဖြစ်ပါတယ် ဆိုတော့စောင့်ကြည့်ရမှာပေါ့လေနော်အာဆီယံထိပ်သီးအစည်းအဝေးဘက်မှာခေါင်းဆောင်တွေဘယ်လိုပြန်ပြီးတော့ဟောတုံ့တက်ကြမလဲဆိုတာတော့ဟုတ်ကဲ့ဟုတ်ကဲ့ထိပ်သီးအစည်းအဝေးကမကြခင်စောင့်ပါနော်ကျွန်တော်စောင့်ကြည့်ရအောင်ပေါ့ဆိုတော့ကျွန်တော်တစ်ဆက်တည်းမေးချင်တာကမလေးရှားပြောတာတော့သူမလှော်ဖို့လေးလာသူမလှော်ဖို့များတာပေါ့နော်အဲ့လိုမျိုးတော့ကျွန်တော်ကြားရတယ်ဗျတော့ကျွန်တော်မေးချင်တာကဒါစစ်ကောင်စီဘက်ကပြောတာပေါ့ဗျာတလောပါရှေ့တီမောနိုင်ငံချေးဝင်ကြီးနေတယ်အနေပြီးတော့သွားပြီးဆွေးနွေးတော့ ဒါစစ်ကောင်စီဖွဲ့ကပြောတာဒီမော့ဖွဲ့ကပြောတာကျွန်တော်မကြားသေးဘူးအဲ့ဒါစစ်ကောင်စီကပြောတာကတော့ဒါသူတို့အာဆီယံထဲဝင်ဖို့အတွက်ဒါ UNG ကိုလက်မခံတော့ဘူးပေါ့ဒီအရှိတီမော့ကအဲ့လိုပြောတယ်ဗျဘယ်လိုများကျွန်တော်ဘယ်လိုနားလည်လို့ရအောင်အမ်အဲ့ဒါတော့အခုလာမယ့်ထိပ်သီးကိုပဲကျွန်တော်တို့စောင့်ကြည့်ပါလို့ပဲအဲပြောချင်တယ်ပေါ့နော်ပြောချင်တယ်ဆိုတော့ဒီအာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ဆိုလို့ရှိရင်တော့အဲလိုက်ပါဆောင်ရွက်ရတဲ့ procedure တွေတော့ရှိတာပေါ့လေဆိုတော့ အာကျွန်တော်တို့ခုနထိပ်သီးအစည်းအဝေးပြီးလို့အာဆီယံဝင်ခွင့်ရရင်ဘာဖြစ်မလဲပေါ့နော်အော်ဒီမောအနေနဲ့ပေါ့နော်ဒါကိုပဲကျွန်တော်တို့စောင့်ကြည့်ရမယ်လို့ထင်ပါတယ်ဒီချိန်မှာတော့ကျွန်တော်တို့အနေနဲ့ဒီကိစ္စကို NUG အနေနဲ့အဲမှတ်ချက်မပေးတာဟာပို့ပြီးတော့ကောင်းမယ်လို့ကျွန်မအနေနဲ့မြင်ပါတယ်ဟုတ်တော့အာဆီယံပေါ့ကျွန်တော်တို့ဒီတဆိုလို့ရော UN ဖက်မှာတော့ဥကြုံမတော်ဆက်ရှိတာပေါ့နော်တဆိုလို့ရ EU ကတော့ကိုယ်စားလှယ်မလုပ်ဘူးလို့ခင်ဗျာကျွန်တော်ပြောလာတွေးလိုက်တယ်ဆိုတော့ အာဆီယံပြင်တခြားဒေသတွေရဲ့ဒီကျွန်တော်တော်လိုင်းပုံမှာသဘောထားဘယ်လိုရှိလဲပြောလို့ရအောင်အများများဆဆတော့ပြောင်းလဲတော့မရှိပါဘူးခုနအာဆီယံအနေနဲ့ရောခုန EU ဆိုလို့ရှိရင်လည်းပဲဒါဒါဒီအခုစစ်ကောင်စီကလုံမဲ့ရွေးကောက်ပွဲကအာဒါဟိုတရားမျှတမှလည်းမဟုတ်ဘူးမြန်မာနိုင်ငံရဲ့ရဲ့အခုဖြစ်ပျက်နေတဲ့အဖြေကိုလည်းရှာနိုင်မဲ့ထွက်ပေါက်လည်းမဟုတ်ဘူးပေါ့နော်ဆိုတော့ဒါကိုတို့လက်ခံကြရတယ် အဲသဘောပါပဲဆိုတော့နိုင်ငံတော်တော်များများအထူးသဖြင့်စုဖွဲ့မှုတွေနဲ့ပြောရင်အခုအာဆီယံအဖွဲ့အစည်းထဲမှာဆိုလို့ရှိရင်လည်းပဲအဲဟိုသဘောထားကအကုန်လုံးကသွားမယ်ဆိုတဲ့သူတွေမသွားမယ်ဆိုတဲ့လူတွေနဲ့ရှိနေနိုင်တယ်ဒါပေမဲ့အားလုံးရဲ့စုံချက်ကတော့ခုနကပြောရတယ်ပေါ့နော်အာဆီယံ5 point consensus ကိုသူတို့ဘယ်လိုပြန် review လုပ်ပြီးသွားကြမလဲဆိုတဲ့ပုံမှန်မှုဒီမှာထို့အတူပဲ EU ကတော့ရှင်းလင်းတယ်အဲသူတို့ပို့မှာမဟုတ်ဘူးပေါ့နော်ထို့အတူပဲအဲ UN ဘက်အချမ်းမှလည်းပဲအဲဒီပေါ့နော် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒီအဖွဲ့အစည်းအနေနဲ့ကတော့လှုပ်ဖို့လို့တော့ခင်းရင်းလိမ့်မယ်လို့တော့ကျမတို့မြင်တယ်ဒါပေမဲ့အဲဒီဖြစ်လာတော့မှပဲကျမတို့စောင့်ကြည့်ရမှာပေါ့နော်အဲ့တော့ဘလို့နိုင်ငံတကာအခြေအနေရှိတယ်လဲဆိုတော့အများစုကတော့အကောင်းမမြင်ဘူးဒါအဖြေမဟုတ်ဘူးဒီရွေးကောက်ပွဲ စစ်ကောင်စီကအတင်းစွန့်လုပ်ပြီးလို့ရှိရင်လည်းပဲအခုမြန်မာနိုင်ငံမှာဖြစ်နေတဲ့နိုင်ငံရေးပြဿနာတွေစီးရေးပြဿနာတွေအကြမ်းဖက်မှုတွေအဲဒီလူသားမျိုးနွယ်ပေါ်မှာကျူးလွန်နေတဲ့ရာဇဝတ်မှုတွေဒါတွေအရသားတွေပေါ်မှာကျူးလွန်နေတဲ့အဲပြစ်မှုတွေဒါတွေကရပ်တန့်သွားမှာမဟုတ်ဘူးပေါ့နော်ဆိုတော့အဒီဟာကိုဟိုအဖြေမရှာနိုင်တဲ့ရွေးကောက်ပွဲလို့ပဲသူတို့မြင်နေတဲ့အတွက်ကြောင့်မို့လို့ဒီပေါ်မှာတော့အဲတော်တော်လေး ကိုပေါ့နော်ဟိုဟိုဘယ်လိုပြောမလဲအဲနှောက်နှောက်နေတယ်နောက်တစ်ခွက်ခြားတော့ဒီဟိုဘယ်လိုပြောမလဲ ပြက်ပြက်တသားနဲ့ပေါ့နော်လာတက်တက်ကြွကြွနဲ့ဒါကြီးဟိုဟိုလေ့လာသူပို့ဘယ်သူဘယ်နိုင်ငံကမှတော့ပြောလေပြောဖို့လို့ပေါ့နော်အစင်းသင်းဖြစ်မနေကြဘူးလို့ကျွန်မမြင်ရပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့အခုနကဒီရွေးကောက်ပွဲလေ့လာဖို့လှုပ်ဖို့လို့ကိစ္စတွေမှာတော့ဒီ EU တို့ ASEAN တို့ဒီမှာဒါသဘောထားတွေကတထက်ထဲမကြနေဘူးသူတို့ဟိုဘာပဲပြောအော်ဟိုဟိုဟိုအရင်2020ရွေးကောက်ပွဲနဲ့ရှင်းလို့ရှိရင်ဒီဒီရွေးကောက်ပွဲအဲစောင့်ကြည့်လေးလာဖို့လှုပ်ဖို့လို့ဟိုပေါ့နော်သူတို့မလှုပ်ဘူးလို့လည်း အဲပြောကြတဲ့ association တွေလိုက်ပေါ့။တိုးတော့နိုင်ငံတချို့တော့ရှိပါတယ်ပေါ့နော်။နိုင်ငံအနှဲငယ်ကတော့လွတ်မယ်လို့ဟိုပြောနေတဲ့ဟာတွေလည်းကျမတို့ကြားရတယ်။အဲ့တော့ individual member states အနေနဲ့ကောဒါ data တွင်စုဖွဲ့မှုတွေနဲ့ဆိုလို့ရှိရင်တော့ကွာခြားမှုတော့ရှိပါတယ်ပေါ့နော်။အဲ့အဲ့ဒါအဲ့ဒါအဲ့ဒါလေးကျမဖြည့်ချင်တာ။ဟုတ်ကဲ့ဗျာ။ဒါနိုင်ငံတကာအခြေအနေပေါ့နော်။ကျွန်တော်ပြည်တွင်းချင်းနေမိချင်းပဲဗျပြည်တွင်းချင်းနေဆိုနှစ်ပိုင်းပေါ့ကျွန်တော်နိုင်ငံရေးစီးရေးနှစ်ပိုင်းရှိမယ်ဘလို့ဆရာရုပ်ကော်ပွဲနဲ့ပဲဆက်စားပြီးတော့အခုအာရုပ်ကော်ပွဲ ဒီစင်မှာဘာလို့စစ်ကောင်စီကပြင်နေလဲအဲကျွန်တော်ဟိုတော်လိုင်းရာစုတွေအလုပ်ကကွဲထားတယ်ဒါပေမဲ့အထက်မှာဝင်ဖို့ပြင်နေတဲ့လူတွေလည်းရှိတယ်ပေါ့နော် NLD ပါတီဝင်တချို့လည်းဝင်ကြမလားမသိဘူး individual ဆိုတော့အယူကပွဲလုံးမဲ့ဆိုတဲ့ဟာရယ်အယူကပွဲဝင်မယ်ဆိုတဲ့လူတွေပေါ်မှာဘယ်လိုသဘောထားရှိကျမတော့ထူး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 မပြောကျင်ပါဘူးပေါ့နော်ဒါနိုင်ငံရေးသမားတွေပဲလीနိုင်ငံရေးသမားဆိုတာကိုယ်သမိုင်းကိုရေးကြတာဖြစ်တယ်ပေါ့နော် နောက်ဆုံးကြတော့ခုနပြည်သူကပဲ အဆုံးဖြတ်ပေးမှာပဲဆိုရက်ခါကြတော့ဟိုနိုင်ငံရေးသမားနိုင်ငံခုနစကားပဲပြန်ပြောနေတယ်ကျွန်မဘာမှမဝေဖန်ခြင်းမူတာကိုယ်ရွေးချယ်မှုနဲ့ကိုယ်ပဲပေါ့နော်ကိုယ်ရွေးချယ်မှုနဲ့ကိုယ်ပဲဖြစ်တယ်နိုင်ငံရေးသမားတွေကိုယ့်နာမည်ကိုဟိုကိုယ်ဘလို့ပြောင်းမြင်ခြင်းတလဲပေါ့နော်အာမြန်မာနိုင်ငံရဲ့အခုဒီလောက်ဖြစ်ပြက်နေတဲ့အနေအထားမှာကိုပြည်သူလူထုကကိုယ့်အပေါ်မှာဘလို့နိုင်ငံရေးသမားလို့မြင်မလဲပေါ့နော်ဆိုရဲဟာကတော့ကိုယ်လုပ်တဲ့အပေါ်မှာပဲ အဲဟိုကိုဟိုဘလို့ဘလို့ပြောမလဲကိုသမိုင်းကိုရေးကြမှာပဲလို့ပဲကျွန်မပြောချင်ပါတယ်ထရီထူတော့မပြောချင်ပါဘူးဟုတ်ကဲ့ဟုတ်ကဲ့နော်မေးချင်တာစီရေးချင်တယ်လို့ပြောပါဘောနော်ကျွန်တော်တို့အခုဟိုရုပ်ကပွဲနဲ့ပဲဆိုင်တာပေါ့ရုပ်ကပွဲအကျိုးကလာမှာစကောင့်တရားနေရာတော်တော်များများထိုးစစ်ပြဆင်ပြီးတော့နေမြေတွေသေးတယ်ဗျာရှမ်းမြောက်တွေပြီးသွားတော့ကျွန်တော်ချိုးကြောင်းမဲဟိုဒီဘောတော့ပါသွားပြီတော့တချို့နေရာတွေမှာလဲဟိုဒီဖက်မြောက်ဒီဖက်လဲနေရာတွေပါတာပဲလေ ဆိုတော့ကကြတော့အခုဘလို့တချို့ကပြောတာပေါ့အခုစစ်ကောင်စီကထိုးစေဖြစ်သွားပြီတွန်လိုင်းဖေကခံစေဖြစ်သွားပြီလို့ပြောကြတယ်ဘလို့များပြောကြတယ်အဲ့ဒါတော့တပြီလုံးအတိုင်းအတာနဲ့ဟိုအဲ့လိုပေါ့နော်ဟိုကောက်ချက်ဆွဲဖို့တော့ခက်ပါတယ်ဟုတ်ပါတယ်တချို့သောနေရာတွေမှာတော့ခံစေဖြစ်တယ်တချို့သောနေရာတွေမှာတော့တိုက်စစ်ဖြစ်နေတယ်လို့ပြောရင်ကပိုမှန်မယ်ပေါ့နော်ပိုမှန်မယ်အဲမှန်ပါတယ်ခုနကကျွန်တော်တို့ ပြောခဲ့တာရှိတယ်မလားတလိုင်းပြီးတလိုင်းလာမယ်ဆိုတဲ့ဟာမှာလှိုင်းရဲ့သဘောကတော့အနိုင်မြင့်တက်ကြရှိတာပေါ့လေနော်ဆိုတော့အခုအခြေအနေကတော့ဘာပဲပြောပြောအစီရေးအခြေအနေကကြည့်မယ်ဆိုလို့ရှိရင်တချို့နေရာတွေမှာအကြပဲရောက်နေတာမျိုးရှိတယ်ဒါပေမဲ့တချို့သောမြို့တွေပြန်သိမ်းနေတာတွေရှိတာပဲပေါ့နော်ဥပမာကချင်ပြည်နယ်ဘက်လိုဟာမျိုးရခိုင်ဘက်မှာလိုဟာမျိုးတွေပေါ့နော်ဒီတိုက်ပွဲတွေရှိနေတာတော့ရှိတယ်သို့တော့တချို့ပြန်သိမ်းထားတဲ့ဟာတွေလည်းပြန်ပေးလိုက်ရတယ်ပေါ့နော်အခုအခြေအနေကတော့ဟိုသူမသာကိုမသာနဲ့ contested ဖြစ်နေတဲ့အနေအထားမျိုးဟိုပို့ပြီးတော့ တွေ့ရတယ်ပေါ့နော်အဲ့လိုပြောရင်တော့စီရေးရပုံမှန်လိမ့်မယ်လို့တော့ကျွန်မမြင်ပါတယ်ဟုတ်အဲဆရာတချို့ဝေဖန်တာရှိတယ်နော်တက်တက်ပြောရမယ်ဆိုရင်ဒီ UNG ကအခုတော့9နှစ်ရှိတော့ပေါ့ကျွန်တော်9နှစ်ကာလ9နှစ်မှအဲစေအနဲ့တိုက်ရမှာပေါ့ဗျာအခု9နှစ်မှမတိုက်တဲ့ခါကျစစ်ကောင်စီဖက်ကဟိုတူးလှဲရောက်သွားပြီပေါ့ဆိုတော့ကကျွန်တော် UNG ရဲ့ policy ကစေအနဲ့တိုက်ရလားဆွံ့ရလားဆိုမေးရင်ဘယ်လိုများပြောချင် စစ်တိုက်ဖို့လို့ကိုကျမတို့ကအထွေထွေထိုးစစ်ပေါ့နော်ဒီတိုင်းပြည်လုံးခုခံတွန်းလှန်စစ်ပေါ့လေခုခံတွန်းလှန်စစ်ဆိုပြီးတော့မှကောခေါ်ပြီးတော့ကိုတွန်းလှန်ခဲ့ကြတာအဲလှုံ့ဆော်ခဲ့ကြတာဖြစ်တယ်အဲ့တော့အဲ့ဒါကို NUD ကပဲကြေညာခဲ့တာလေနော်တိုက်မယ်ဆိုပြီးတော့အဲ့တော့ပြောချင်တာကဟို NUD ကစစ်မတိုက်ပဲရက်နေတဲ့ရက်တရက်မှမရှိဘူးလို့ပဲပြောရမှာပေါ့လေနော်ဟိုတော်လှန်ရေး NUD ကြီးပဲလည်းမဟုတ်ပါဘူးအဲ့တော်လှန်ရေးထဲမှာခုနက ကျမတို့ပေါ့နော်ဒီထွေထွေထိုးစစ်အဲပြီးဒီဒီခုခံတွန်းလှန်စေတင်ညာပြီးတဲ့အဲနောက်ပိုင်းမှာကိုပဲတောက်လျှောက်ပေါ့နော်အာဒီတိုက်ပွဲတွေဖြစ်နေတာနောက်အဓိကကြတဲ့စစ်စခန်းတွေအဲဒါတွေကိုဟိုတိမ့်နိုင်ခဲ့တာတိမ့်နိုင်ခဲ့တယ်ဆို ရန်အန်ယူဂျီတဖွဲ့လေးကြောင့်တော့မဟုတ်ဘူးလေနော်အားလုံးဝိုင်းပြီးတော့ဒီတိုင်းသားမဟာမိတ်တွေနဲ့ရောတခြားတော်လိုင်းအင်အားစုတွေနဲ့ရောဟိုတပြိုင်တည်းပေါ့လေအေးဒီထိုးစစ်ဆင်ကြဖို့တိုက်ဒီပေါ့နော်ခုခံတွန်းလှန်စစ်ကိုဆင်နွှဲကြဖို့လို့ဆိုတာကိုကြေညာပြီးမှလုပ်ခဲ့တာပဲစစ်တိုက်တယ်ဆိုတာမြင့်မီတိုက်လို့ရတဲ့ကိစ္စလည်းမဟုတ်ကိုယ်မှရှိတဲ့အဲဟိုပါပေါ့နော်ဟိုအစွမ်းစားရှိတဲ့လောက်ပဲတိုက်လို့ရတာလीနော်အဲဆိုတဲ့အခါကျတော့စစ်အနိုင်တိုက်ရေးလားဆိုတော့နိုင်ဖို့လို့တိုက်နေတာ ါပဲလीเนาะဘယ်သူမှရှုံးဖို့လို့စစ်တိုင်နေတာမဟုတ်ဘူးဒါကြောင့်မို့လို့ကျွန်မပြောချင်တာ NUG ကဟိုဒီ9နှစ်ဆိုတော့မတိုက်ဖ ೇನೆ နေခဲ့တဲ့ရက်တရက်မှမရှိဘူးလို့ပဲကျွန်မတော့ပြန်ပြီးတော့ပေါ့เนาะဟိုပြန်ဖြည့်ခြင်းပါတယ်ဟုတ်ကဲ့ဗျာနောက်တစ်ခုမေးချင်တာကကျွန်တော်တို့အခု9နှစ်ထဲမှာထူးခြားတာအခုအခုပြီးခဲ့တဲ့လာပိုင်းရမှာပေါ့เนาะကျွန်တော်တို့ KNU ဥက္ကဋ္ဌနဲ့အယူကြီးတမနာနဲ့ဆွေးနွေးတာလို့ပြင်းပြပြဥက္ကဋ္ဌနဲ့ဆွေးနွေးတာလို့နောက်ကချင်ဖက်သွားတာလို့ကျွန်တော်တွေ့ရတာပေါ့နော် တော့လူတွေကတော့စော်ယူရဲဆွေးနွေးသေးတယ်ပေါ့ဆိုဘလို့များအထူးခြားချက်ရှိလဲပြအဲ့ဒါအစော်ယူရဲလည်းဆွေးနွေးပါတယ်တရင်ထုတ်ပြန်တာမထုတ်ပြန်တာပဲကွာတာပေါ့လေနော်တော့အခုကတော့ဒီခေါင်းဆောင်တွေနှစ်ဦးတွေ့ကြတယ်ပြောချင်တာကျွန်တော်တို့တွေအဲဒီချင်းချင်းနေကြတဲ့မှာပေါ့နော်လက်ရှိဖြစ်ပေါ်တိုးတက်နေတဲ့စီးရေးနိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်လို့ရှိရင်ဒါနှင်းညီနှန်းတိုင်းတန်တိုင်းပင်ပင်နဲ့အဲလုံနေကြတယ်ဆိုတော့အဲသတင်းစကားကိုလူထုကိုပေးချင်တာပါပဲပြောရမယ်ဆိုတော့အရင်တော့ ဒီလိုပဲတွေးကြတယ်အဲသဘောတူတာတွေမတူတာတွေရှိတယ်ပူပေါင်းဆောင်ရွက်လို့ရတာတွေမရတာတွေရှိတယ်ဒါပေမဲ့ကျွန်တော်တို့သတင်းမထုတ်ပြန်ခဲ့ကြဘူးပေါ့နော်ဒါသတင်းမထုတ်ပြန်မဲနဲ့တွေ့နေတဲ့အချင်းအရေးတွေပေါင်းကမနှဲပါဘူးကျွန်တော်တို့ပေါ့နော်လူချင်းတွေးဆမှုတွေအဲနောက်ပြရခါကျတော့အခုလိုမျိုး online ကနေပြီးတော့ပေါ့နော်ဟုတ်တယ်ဒီကောင်ဒေတီကောင်းဆောင်ချင်းလို့တော့ပြောလို့ရပါတယ်နော်ဥက္ကဋ္ဌနဲ့တမရိုင်းလို့ ਨੇ တွေ့ကြတယ်ဆိုတဲ့ခါကျတော့ဒါမျိုးတွေလည်းတွေ့ကြတယ်ပေါ့လေဆိုတော့ကျမတို့မှာဒီ institutional relation လဲ ရှိတဲ့တလောက်ရှိတယ်ထို့တူပဲခေါင်းဆောင်ချင်းချင်းပေါ့နော်ဒီအဲတွေ့ဆုံမှုတွေလည်းရှိပါတယ်ဆိုတော့ဒီဒီသတင်းစကားကိုပေးကျင်တာပါဒီလိုတွေ့နေတယ်ဒီလိုညှိနှိုင်းဆောင်ရွက်မှုတွေရှိနေတယ်ဆိုတာပါဟုတ်ကဲ့ဟုတ်ကဲ့အဲဒီလိုပါဗျာနီကိုချိုချိုကနီကိုချိုကတော့အဲ့တော့ကျွန်တော်တို့အခု9နှစ်ရှိပေါ့နော်ကျွန်တော်တို့အဲတိုက်ပွဲခုနကပြောတယ်လေ၄စင်မနာပဲတိုက်ပွဲဝင်နေတယ်ဒါပေမဲ့တချို့ကလည်းအားမရောက်ဘူးနော်အခုဆိုရင်စီးရစီးကွန်စီးရပါအသာရလာတယ်လို့မြင်နေကြတာပေါ့ဆိုတော့အဲ့တော့ကျွန်တော်တို့တိုက်ပွဲဝင်နေလဲရက်ဖို့တွေရော အပြည်သူတွေရောထောက်ခံအားပေးနေသူတွေရောအားလုံးနောက်ဆုံးတရင်စကားပေါ့ပြောပြပါဟုတ်ကဲ့အဲတော်လန်ရေးရအချင်းကြလာတော့ဟိုဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်တရက်နှစ်ရက်တစ်လနှစ်လမဟုတ်ဘူးပေါ့နော်အခုဆို၄5နှစ်ထဲဝင်လာတဲ့အခါမှာဘာပဲပြောပြောစိတ်ပန်းလူပန်းဖြစ်ကြမှာပါပဲပြင်ကြမှာပါပဲဆိုရက်ခါကြတော့အဲ့တော့ကျမတို့ကကျမတို့ချင်းချင်းပြန်ပြီးတော့ပေါ့နော်နားလည်မှုရှိရှိနဲ့ခွန်အားတွေပြန်ယူကြဖို့လိုတယ်လို့မြင်တယ်နောက်ပြီးတော့အဲခုနကဒီတော်လှန်ရေးကိုပေါ့နော် ဟိုမှန်မှန်ကန်ကန်နဲ့သုံးသက်ဖို့လို့လေလို့ရယ်ပေါ့နောက်တစ်ခုကကြတော့ခုစစ်ကောင်စီကကြတော့သူကစစ်နဲ့တိုက်ရုံနဲ့မဟုတ်ဘဲနဲ့ခုနသတင်းအတုသတင်းမရောက်နေနောက်ပြီးတော့ psychological warfare ကိုသူတို့တော်တော်လေးသုံးလာတာမျိုးတွေတွေ့ရတယ်ပေါ့နော်အဲ့တော့ကျမတို့ဘက်အချမ်းမှာရှိတဲ့ညီညွတ်မှုတွေကိုသူတို့ထိုးခွဲဖို့အင်းနဲ့အားနဲ့ငွေကြေးရောလူဝင်အားရော resource man တွေများလှိမ့်ပြီးတော့သုံးလာတာတွေကျမတို့တွေ့ရတယ်အဲဒါတွေကိုကျမတို့ ဟိုပေါ့နော်ကိုကအမှန်နဲ့စိတ်ဒေါ်လာကြီးကလည်းကြပြီ NUG ကလည်းစိတ်မတိုက်ဘူးလို့ဟိုကိုစိတ်အခန်းထဲမှာလည်းရှိနေတဲ့အချိန်တစ်ဖက်မှာလည်းပဲစိတ်ကောင်းစီကဒီ site war တွေနဲ့တွားတဲ့အချိန်မျိုးမှာပေါ့နော်ပျို့လဲခြင်းနဲ့စိတ်တွေဖြစ်လာတတ်ပါတယ်ဆိုတော့တကယ်တကယ်ရကြတော့ကျမတို့ကိုရောက်နေတဲ့နေရာကိုရှိနေတဲ့ resource ပေါ့နော်အော်ဒီလက်ရှိအနေအထားနဲ့ဟိုးလွန်ခဲ့တဲ့၄-၅နှစ်ကနေပြန်ကြည့်လို့ရှိရင်ဒါကျမတို့ကနောက်ပြန်ဆုတ်သွားတာလို့ပြောလို့မရဘူးပေါ့နော်အဲ့တော့ကျမတို့ ဟိုဒီအနေမြင့်အတက်ကြဆိုတာရှိပါတယ်အဲလောဂရမ်မှာတော့မှရှိကြပါသေးတယ်တော်လှန်ရေးလောဂရမ်ကပိုကျန်းပါတယ်ပေါ့နော်ပိုကျန်းတယ်အဲ့ဒီလိုကျန်းတဲ့ခက်ခဲတဲ့အသက်နဲ့ရင်းနေရတဲ့အနေထားမျိုးတွေမှာကျွန်တော်တို့ဒီထက်ပိုပြီးတော့ယုံကြည်မှုတွေရှိဖို့လိုတယ်ယုံကြည်ကြည်နဲ့ဒီတော်လှန်ရေးကိုဆက်သွားကြဖို့လိုတယ်ယုံကြည်ကြည်နဲ့ဆိုတဲ့နေရာမှာဒီတော်လှန်ရေးပေါ်မှာယုံကြည်မှုရှိဖို့လိုသလိုကျွန်တော်တို့အတူတူတိုက်ပွဲဝင်နေကြတဲ့နိုင်ငံရေးစစ်ရေးပေါ့နော်အတူတူဆောင်ရွက်နေကြတဲ့ရဲဘော်ရဲဘက်တွေချင်းချင်းကြားထဲမှာလည်းဒီယုံကြည်မှုကလိုပါတယ်ဆိုတော့ အဲ့ဒီယုံကြည်မှုသာရှိမှသာလျှင်ကျွန်တော်တို့ဒီအခက်အခဲဆုံးကာလတွေကိုကျော်လွှားနိုင်မှာလို့ကျွန်မအနေနဲ့မြင်တယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီအခြေအနေဒီခက်ခဲတွေကိုကျွန်တော်တို့အတူတူကျော်လွှားကြပါမယ်ကျွန်တော်တို့လူချင်းအတူတူရှိနေတဲ့အဲ NUG ကောင်းဆောင်တွေလည်းရှိကြတယ်မြေပြင်မှာထို့တူကျွန်တော်တို့ online ကနေပဲဖြစ်စီပေါ့နော်စိတ်တက်ရေးရအရာကျွန်တော်တို့ကိုတာဝန်ရောက်တဲ့နေရာမှာကိုတာဝန်ကိုထမ်းဆောင်ပြီးတော့တော်လိုင်းရေးနဲ့အတူရဲဘော်တွေနဲ့အတူတူရှိနေပါတယ်လို့ကျွန်မအနေနဲ့အားပေးချင်ပါတယ်အားလုံးအာ fighting ပါလို့နော်ဟုတ်ကဲ့ပါ ဟုတ်ကဲ့ဗျာဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်ငွေထဲဝင်ယူတက်စမှာကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကိုတော့ကိုထက်အောင်ကျော်ရဲ့ Burma News Network Channel အနေနဲ့ယူသုံးထားပါတယ်ကျေးဇူးတင်ပါတယ်